ွှေနဲ့ရွှေပွဲတက်တာလေးကတော့အားကျစရာပါပဲဟုတ်လားဆိုတော့အရင် live ဖတ်ညီပြီးတော့လေအရင်စုဖို့ကောင်းတယ်ပေါ့အာကိုရွှေချူးနဲ့ရွှေမုံနဲ့နေရာပွဲတက်လာတဲ့အခါမှာ နှစ်ယောက်ကလေဟိုဝင်လာကလေးကလုံးဝအာအယံမြင့်မြင့်ခေါင်းကောင်းကောင်းနဲ့နှစ်ယောက်ကအဲ့လိုထင်းနေရပဲအယံသဘောကျတယ်နှစ်ယောက်ကိုတွေ့ရတယ်။ဒီကိစ္စကြည့်နေတာ။ဟုတ်တယ်အရေးကြီးကြီးကြီးနေအခုပူလို့ဆိုပြီးတော့လေအာရွှေမုံနောက်ကနေပြီးတော့ပူနေပြီပူနေပြီဆိုပြီးတော့လိုက်သွားလိမ့်ရဲ့။ ကဇွဲထက်ကနေပြီးတော့ဆိုင်အမှတ်၅ပေါ့နော်ပြောင်းရွှေ့ခွင့်လက်ခွဲအခမ်းအနားကြီးပေါ့နော်အဒီမှာဇန် MC အနေနဲ့ပါဝင်ဖြစ်တာပါညောက်ကလာပါမျိုးနယ်မှာဆိုင်အမှတ်၅ကိုပြောင်းရွှေ့ခွင့်လက်တာဖြစ်ပါတယ်အာဆိုင်ကအမှတ်983သူတမလန်အထက်ကဆုံးကြောင်းရှိညောက်ကလာမျိုးနယ်မှာပေါ့နော်ဆိုင်အမှတ်၅ကိုပြောင်းရွှေ့ခွင့်လက်တယ်ဆိုင်ကဇန်ခုကတော့ဆိုင်ဖွင့်မွဲအခမ်းအနားကြီးဆိုတော့ရှေ့မှာအနုပညာရှင်တွေအားပေးတဲ့ပရိသတ်တွေရောနောက်ပြီးတော့ကတ်စတမာတွေရောအများကြီးဆိုတော့လေအဲခုကအရန်စီကားတယ် ော်လို့ဆိုတော့ဇွဲထက်ကနေပြီးတော့မှကစတမာတွေအတွက်ကိုဆိုင်ငန်းဖွင့်လက်တဲ့နေရာမှာဆိုရင်လည်းနေရာအကျယ်ဝန်းကစာတိချစဉ်းစားပေးထားတယ်ပေါ့နော်အကားပါကင်ရဲ့မဲ့နေရာတွေကြိုဆိုမဲ့နေရာလေးလည်းတိချစဉ်းစားပေးတယ်အထဲမှာဆိုရင်လည်း airport လေးအေးနာပဲအထဲဝင်လိုက်တာလည်းလေအဟိုအထဲမှာလည်းဆိုင်ငန်းနေရာမှာဆိုရင်လည်းရွှေတဲတွေစိန်တဲတွေကြောင်ရက်တွေလဝရနာတွေပေါ့နော်အဲ့မှာဒီဇိုင်းတွေစစ်ဆုံးလင်းလင်းနဲ့အတကယ်ကစတမာတွေစိတ်တိုင်းကျရွေးချယ်နိုင်မဲ့နေရာတစ်နေရာဖြစ်ပါလိမ့်ရှင်ရွှေနဲ့ရွှေပွက်တက်တာလေးကတော့အားကျစရာပါပဲဟုတ်လားဆိုတော့အရင် လိုက်ဖက်ညီပြီးတော့လေအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်ချစ်ဖို့ကောင်းတယ်ဆိုတာကအဲရွှေမုံကတော့အရန်ချစ်ဖို့ကောင်းတယ်သူတို့အားလုံးအတ္တိပိတာပေါ့နော်နောက်ကိုရွှေချူးနဲ့ရွှေမုံနဲ့နေရပွဲတက်လာတဲ့အခါမှာနှစ်ယောက်ကလေဟိုဝင်လာကလေးကလုံးဝအရန်မြင့်မြင့်ခေါင်းကောင်းကောင်းနဲ့နေရကွာအဲ့လိုထင်းနေတာပဲအရန်သဘောကျတယ်နေရကိုတွေ့ရတယ်ဒီလေးတူကြည့်နေပါဟုတ်ဟုတ်ဟုတ်တယ်ရိတ်တကြည့်ကြည့်နေအခုပူလို့ဆိုပြီးတော့လေရွှေမုံနောက်ကနေပြီးတော့ ပူနေပြီပူနေပြီဆိုပြီးတော့လိုက်သွားလေရဲ့အားကြရဲ့လို့တော့မဟုတ်ပါဘူးချစ်နေတာမြင်တော့လေအော်သူတို့ချစ်နေတယ်ဆိုတာလေးကိုပဲကြည့်ရင်းနဲ့ကိုကဝမ်းသာရတာပေါ့တိတိဖြစ်ရတာပေါ့ဒီကနေ့တော့ပါဗျာဒီကနေ့တော့အချိန်ပဲပိုပိုလာလာဟဲ့ချစ်ကြောင်လေးပါလာပြီကိုလည်းအင်္ဂလိပ်ဆိုတော့လေဒီကနေ့တော့ချစ်တယ်ချစ်တယ်ပိုလာလာနေလေပျော်ပျော်ချစ်ကိုပြရတာဟုတ် အချစ်ခံရပို့လှလာတယ်ဆိုတော့ဒါတော့တကယ်ပါအဲဆိုဟိုမိန်းကလေးတွေကချစ်သူရီစာထားတဲ့အခါမှာချစ်သူရီစာထားရင်ကိုယ့်ရဲ့ချစ်သူရီစာအဲပေါ့နော်ဒါကြားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ် စိတ်စိတ်ဒုက္ခပေးနေမယ်စိတ်နှောက်ရှက်ပေးနေမယ်ဆိုရင်သူကလေစိတ်ပင်ပန်းပြီးတော့လေအနေနဲ့များတော့စိတ်ထိခိုက်ရင်ဟိုခနာကိုဒီပေါ့နော် physically ဘိုင်းလဲအဲလုံးဝဘယ်လိုပြောမလဲတဖြည်းဖြည်းနဲ့တော့ဘယ်လိုစိတ်မြတ်တာများလာတော့လေထိလာတာပေါ့နော်ထိလာတာမျိုးဖြစ်တတ်တယ်အဲ့တော့ အချစ်ခံရရင်တော့အဲ့ main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပျော်ရွှင်မှုကိုခံစားရတာပေါ့နော်ပျော်ရွှင်မှုကိုခံစားရတယ်ကိုယ့်ရဲ့ background မှာကိုယ့်ကိုချစ်တဲ့သူရှိတယ်ဘယ်သူမှမချင်နေဘူးစီသူရှိနေတယ်ဆိုတော့စိတ်နဲ့အဲသူမှယုံကြည်ချက်ရှိပြီးတော့ပေါ့နော်အဲသူကပို့ပြီးတော့လှလာတာပေါ့နော်အဲ့ဒါလဲလှအောင်တမင်တကာနေလို့လည်းမဟုတ်ဘူးစိတ်ပျော်လို့ကိုနှုတ်ပြီးတော့လှလာတာပေါ့ကံကောင်းလားမကောင်းလားဆိုတာကလေအဲ့ဒါအိမ်အောင်ကြမှသိပါ အဲအဲကြောင့်အိမ်တော်ကြမှာပဲအခြေအကံကောင်းလားမကောင်းလားပဲသိရမှာဆိုတော့အိမ်တော်ပြုတ်ရဲဆိုတာထီချိုးသူလိုပဲပေါ့နော်အဲ့တော့သမီးစားဘဝမှာကကံကောင်းလားမကောင်းလားဆိုတာဆုံးဖြတ်လို့မရသေးဘူးထင်တယ်ဒါကြောင့်အိမ်တော်ပြုတ်မအိမ်တော်ကြမှာဒါကံကောင်းတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးပဲအဲဆုံးဖြတ်လို့ရမှာလို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ပါဘူးဒါအမြဲတမ်းနေရပြုတ်ရဲချက်ပေါ့ဟုတ်ကဲ့ထင်လို့ပါထင်လို့ပါ ဟာရေလောမရှိဘူး။အာဟိုကကျွေးလိုက်တော့ဟိုကကျွေးလိုက်တော့အဲဒါတော့ဟိုချစ်တယ်ဆိုတာကလေမျိုးစုံချစ်လို့ရတယ်လေနော်။သမီးစားအချစ်လည်းရတယ်မိသားစုအချစ်လည်းရတယ်။ဒါနောက်ကိုယ့်ရဲ့ချစ်ခင်ရသူတွေဝင်းရအပေးမှုကြောင့်အချစ်တွေလည်းခံစားရတာဆိုတော့အဲ့လိုမျိုးအချစ်ခံစားရတဲ့သူကမပျော်ရတဲ့သူပဲရှိမှာလေနော်။အဲ့အတွက်ကြောင့်ပျော်ပြီးတော့အဲလှလာကြတာပါ။အဲမိဘတွေကတော့လေဒီကနေ့ပြောတာအရင်ဟို အိမ်တော်မပြုတ်လေကောင်းလေပဲသူတို့ကတော့အိမ်တော်မပြုတ်လေကောင်းလေပဲအဲကလေးလိုမဟုတ်သူတို့အိမ်တော်မပြုတ်လေကောင်းလေပဲသူတို့အဲ့လိုမျိုးပဲသဘောကျအရင်ကတည်းကသူတို့အဲ့လိုမျိုးအိမ်တော်မပြုတ်လေကောင်းလေပဲအဲကိုလည်းအဲ့လိုမျိုးအခြေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့လည်းအရင်စဉ်းစားထားတာမျိုးဟိုအများကြီးဟိုမျော်လင့်ထားမျိုးလည်းမရှိဘူးပေါ့နော်အဲ့ဒါကိုသူကကံပတ်ဖို့ပုံချလိုက်တယ်ချိန်တန်ရင်ဥစားပိုင်များမယ် အဲဇင်းတို့ကန်ဆက်ရင်တော့ဆုံးမယ်ပေါ့အဲ့လိုမျိုးလေးပဲထားရတယ်စိတ်ကကိုသွားနေတဲ့လမ်းမှာကိုယ့်အိမ်မက်တွေကိုပဲအိမ်မက်တွေနောက်ပဲလိုက်နေရအိမ်လောင်ဘက်နောက်တော့မလိုက်ဘူးပေါ့ biggest branded quality first နိုင်ငံကျော် sweatshirt ဒီထက်မှကအောင်မြင်ပါစေအောင်မြင်ပြီးသား ဒီနိုင်ငံကျော်ဆွဲထက်အတွက်ကိုချက်ပြီးတော့ပုံကောင်းတောင်းကျင်တာကတော့အခု second generation တွေဦးဆောင်နေတဲ့နိုင်ငံကျော်ဆွဲထက်ကအရင်အောင်မြင်ထားပြီးသားထက်စတဲ့တကူပုံမှုပြီးတော့အတိုးတက်အောင်မြင်ပါစေနောက်ပြီးတော့ဆွဲထက်ဖို့ဆိုရင်အနေနဲ့ရဲရဲက customer တွေကဘကုံးမှာဆိုလည်းဘကုံးမှာဆိုင်ဝဲမခွင့်ဘူးလားအဲ့လိုမျိုးလေးပေါ့နော်တောင်းဆိုထားတာလေးတွေ့ရဆိုတော့လေမြန်မာနိုင်ငံအနှက်နေရာစိတ်စိတ်ဆိုင်ဝဲတွေအများကြီးဖြစ်နေပြီးတော့ရောင်းရတွေအများကြီးကောင်းပါစေလို့ဆုတောင်းပါတယ်